အားလုံးပဲမင်္ဂလာပါရှင် Storyo Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ပြားရီချိုချိုဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ခလေးတတပျော်ရွှင်စွာကစားနေကြတယ်။ထို့ထဲမှာစိုးပေနဲ့စိုးတေတို့ညီကိုနှစ်ယောက်လည်းပါတယ်။ထို့သောဘာကောင်းကလေးတယောက်တော့မပါရရှာပါဘူး။ ဖာကောင်းကလေးဟာခက်လန်းလန်းကချောင်းနှပိမှာတရုတ်ထဲထိုင်ပြီးတော့မှိုင်တွေချကရေထဲကိုကြောက်ခဲကလေးတွေပြချနေခဲ့တယ်။သူလည်းအဖော်ရည်နဲ့အတူတူကစားကြမှာပေါ့။တို့ရရင်ရှိုးပင်နဲ့စိုးတင်ကြီးကိုနှစ်ယောက်ကမပါရဘူးလို့ဆိုပြီးတော့ဖဲ့ကျင်ထားကြတယ်။သူဟာရှိုးပင်နဲ့စိုးတင်ကြီးကိုနှစ်ယောက်ကိုမှန်လန်ဝန်ပါသူမိခင်တော်ရွှေစာကထိုညီကိုနှစ်ယောက်ရဲ့မိဘတွေထံမှအခိုင်အစီလုံနေရတာကြောင့်ပဲဖြစ်ပါရဲ့။ခလေးတတိုင်းဟာလွန်စွာပျော်ရွှင်နေကြတယ် စိုးပင်တို့ညီကိုကတော့ငါတို့ပြောရရင်ပြီးရောဘာကောင်းတယောက်ဘလောက်စိတ်ညစ်နေနေအရင်မကြည့်ဘူးလို့တကူကောင်းစိတ်နဲ့ပျော်ရွှင်စွာဆက်လက်ကစားနေကြတာပေါ့ချိုကနာမှာပဲပြားကလေးတစ်ခါဟာခလေးရီနာကိုပြန်ဝဲရောက်ရှိလာခဲ့တယ်ခလေးတယောက်ကပြန်ဝဲနေတဲ့ပြားကိုလက်မျိုးထိုးပြရင်ဟဲ့စိုးပင်ဟိုမှာပြားတကောင်ကွာလို့ပြောရင်စိုးပင်ကကစားတာကိုရက်လိုက်ပြီးတော့ပြားကိုကြည့်လိုက်တယ်ဟာဟုတ်တယ်ဟဲ့ ဒီအကောင်တုတ်တဲ့ကွာရိုက်တဲ့ရိုက်တဲ့ပြောပြောဆူဆူနဲ့သူကပြားကလေးကိုလက်ဝါးနှစ်ဖက်နဲ့ညှက်ပြီးရိုက်လိုက်တာပေါ့ပြားကလေးကသူ့ရဲ့လက်ဝါးရေးကြားကနေဆွေကနေဆွေကနေခုံပြန်ပြီးလွတ်မြောက်သွားတယ်သူကခါစိုးတီကတစ်ဖက်ကပိတ်ညှက်ပြီးတော့ရိုက်ပြန်နေပြားကလေးခမားရှောင်းတိမ်းပြီးပြေးရပြန်နေသူတို့ရဲ့နမူနာကိုလိုက်ပြီးတော့တခြားကလေးတွေကလည်းဝိုင်းမိရိုက်ကြပြန်တာကြောင့်ပြားကလေးခမားစူးစမ်းပြီးရှောင်းတိမ်းရင်လွတ်ရာကိုပြန်တန်းကြရတယ် ဒါကြောင့်ပြာကလေးဟာဘာကောင်းထိုင်နေရနေရကိုရောက်တဲ့အခါမှာတော့အလွန်တရာမောပန်းလျက်ရှိနေပြီပေါ့ဘာကောင်းရဲ့မျက်နှာရှိမှာပြာကလေးကမုံမောနဲ့ပြန်ဝဲကြည့်တယ်ဘာကောင်းကတော့ပြာကလေးကိုငေးကြည့်နေမိရဲ့သူအခါပြားငယ်ကအမီးကခြုံတိုင်းတစ်ခုပေါ်မှာနာလိုက်ပြီးဟေးမင်းကတော့ငါ့ကိုလက်နဲ့မရိုက်ဘူးလားကွာလို့ပြောလိုက်တယ်။ဘာကောင်းကဘာဖြစ်လို့ရရမှာလဲပြားကလေးရဲ့မင်းကမှငါ့ကိုတုတ်သေးတာမှမဟုတ်ပေတဲ့ ပြာကလေးကလည်းမသိပါဘူးကွာဟိုနားကစောနေကြတဲ့ကောင်တွေကတော့ငါ့ကိုမြင်ယုံနေတယ်အတင်းမဲဆော်ပလန်တေးကြလို့ငါမနေလို့အောင်ရှောင်ပြေးကြရတယ်သူတို့ကြောက်မယ်ဆိုရင်လည်းကြောက်မှာပေါ့ကွာမင်းတို့ပြားတွေကလည်းလက်ရင်လက်တလို့တုတ်တတာကိုအောင်မငါကပြားပင်မဲ့ရိုးရိုးပြားမဟုတ်ဘူးဟင်ဘလို့ပြားလဲချက်ပြားကြီးဖြစ်နေသလားဟာငါ့ကိုလှဲနှင်းထားတာမှမဟုတ်တာဘာဖြစ်လို့ချက်ပြားကြီးဖြစ်ရမှာလဲကွာ ငါကတခြားပြားတွေနဲ့မတူဘူးစိတ်သဘောထားဖြူစင်ကောင်းမွန်နေပြားကွာကြီးကျယ်လာကြီးလားကွာပြားသူတော်ကောင်းဆိုပါတော့အေးဟုတ်တယ်ငါနမဲတော်ပြားသူတော်ဖြစ်နေတာကြည်ပါလားကွာနမဲကိုတက်တည်မထူပါနဲ့ကွာနမဲကောင်းနိုင်လူကမကောင်းပါဘူးဒါပေမဲ့မင်းပြောတာတခုတော့စဉ်းစားစရာရှိတယ်နမဲကောင်းနိုင်လူမကောင်းပေမဲ့နမဲဆိုရင်တော့လူဆိုးနိုင်တယ် ပြာသူတော်ကသူ့ရဲ့စကားကိုတဝက်တစ်ပြက်ထောက်ခံတာကြောင့်ကျင့်နေသွားတဲ့ဟန်နဲ့ရင်ကိုကော်လိုက်တယ်။ဟေးမင်းဘာဖြစ်သွားတာလဲခါနာသွားသလားငါနင်းပေးမယ်လေ။အောက်မလီမင်းနင်းပေးမှငါလည်းချက်ပြားကြီးစစ်စစ်ဖြစ်သွားမှာပေါ့။ခါနာလည်းမဟုတ်ပါဘူး။မင်းစကားကိုကြားရလို့ပဝင်လေးခက်ပြီးကျင့်နေသွားတာပါ။မင်းကိုကြည်ရတာပြားကပြားဆရာနဲ့တူတယ်။တော်ပါတော့ကွာနောက်တစ်ခါရင်ထက်ကော့ရရင်ငါလေပြားခောက်ကြိုးကြီးဖြစ်သွားမှာ။ ဒါထက်မင်းဟာလည်းစိတ်တော်ထားဖြူစင်ပုံရတယ်။ဟိုကောင်နေနဲ့ဘာဖြစ်လို့သွားမကစားရတာလဲ။ဘာကောင်ကဖြစ်ပုံကိုပြန်ပြောပြတယ်။ဖြစ်ရလေဘာကောင်ရဲ့။ကောင်းပြီဟိုတော်ထားဆိုတဲ့စိတ်ပုံညီကိုကိုတော့ငါသွားဆုံးမလိုက်အောင်မေကွာ။ပြာကလေးကဖာကောင်းနှံကနေခွာခဲ့ပြီးခလေးတိုက်စီကိုဥတီပြီးတော့ပြန်တန်းလာပြန်နေအတော်ကြီးတယောက်ကမုံလီပွေတွေကိုလက်ကဆွဲပြီးဖြက်လာရာစိုးပေကိုမြင်တော့ခဏရက်ပြီးတော့စကားပြောတာပေါ့ ဟဲ့ဆိုဘေဒီနာခဏလာစမ်းဆိုဘေကအတော်ကြီးနာကိုကတ်သွားတယ်အိမ်မှာနေနေရှိသလားငါအကျွေးရစရာရှိလို့ဆိုဘေကအတော်ကြီးအမေကိုပြန်ဖြေမယ်ပြုစဉ်ပြားသူတော်ကဆိုဘေရဲ့တင်မကိုစက္ကနဲဝင်တုပ်ပြီးတော့ပြန်ပြေးရောတာပုံဆိုဘေဟာအားလို့ဩပြီးအလန်တကြားထခုံလိုက်တဲ့အခါသူ့ရဲ့ဒူတွေကအတော်ကြီးဆွဲလာတဲ့မုံလေးဝေတွေကိုပြစ်ဆမိသွားတယ်ကျွတ်ကျွတ်ကျွတ်နဲ့အတန်နေမိသွားတာပုံအောက်မလေးကုန်ပါပြီတော့ အတော်ကြီးရဲ့ပါဇက်ကနဲ့အော်တယ်နီးထွက်လာခဲ့တယ်။ငါကကောင်းကောင်းမေ့တာငါသားသမီးတွေအတွက်ဝယ်လာတဲ့မုတ်လေးဝေကိုဒူးနဲ့ခုံတိုက်အောင်ဟဲ့ခုံတိုက်အောင်။အတော်ကြီးကစိုးပေကိုနရင်တီးပြီးထွက်သွားခဲ့တယ်။စိုးပေလည်းထိုင်ငုံရတော့တာပေါ့။ထိုဝက်ခိုင်းမှာပဲတကြီးဥပန်းဖူးရောက်လာတယ်။သူကနားလေးတယ်ဒါပေမဲ့နေရွက်နားကပ်ပြီးပြောရင်သူ့လိုငါလိုပဲကြားနိုင်ပါတယ်။ဟဲ့စိုးတေငါမီးပေစီတွေ့မိသလား။ ။ဆိုဒီကသူ့ရဲ့အမေကိုဖြင်ဖို့အတွက်အနားကိုကတ်သွားတယ်။ဥပန်းဖို့ကခါးကိုကင်ပြီးတော့နားထောင်ဖို့ပြင်နေ။ဆိုဒီကလည်းပေစီကိုဖုန်ကြီးချောင်းဝိုင်းလေးကခရေပင်ကြီးပေါ်တက်နေတာကိုတွေ့ခဲ့ကြောင်းပြောဖို့ဗဇက်ကိုဥပန်းဖို့ရဲ့လက်ရနာကိုကတ်လိုက်တာပေါ့။သူကအချက်ကောင်းကိုစောင့်နေရဲ့ပြားကလေးကစိုးတီရဲ့တင်မကိုဝင်ပြီးစစ်ခနဲတုတ်ပြီးတော့ပြန်ပြေးသွားတယ်။အောင်မလေးပြ စိုးတီကအတန်ကုန်အော်ဟစ်ပီးယားနဲ့တပြိုင်တည်းဦးပန်းပူကြီးအပေါ်ကိုနှစ်တောင်လောက်မြင့်တက်အောင်ခုံးတက်သွားတယ်။မင်းကြီးရော်ထဲမှာငါနားကွဲတော့မယ်။မြေကြီးပေါ်ကိုပြန်ကြလာပြီးအိမ်ကြီးရရမတက်ရက်နိုင်တဲ့အခါကဲလူကြီးကိုမလေးမစားလောက်အောင်ဟလောက်အောင်ဟဆိုပြီးစိုးတီရဲ့နေရွက်ကိုဆွဲနိုင်ပြီးရောထွက်သွားတာပေါ့။ပြာသူတော်ကတော့ကျင်းနဲ့ပြီးတော့ရီမောကဘာကောင်းစီကိုပြန်ရောက်လာတယ်။ဟေ့ ငါ့ကိုလည်းဒုက္ခပေးမင်းကိုလည်းဒုက္ခပေးတဲ့ကောင်းတဲ့ကောင်ကိုတော့ငါဆုံးမခဲ့ပြီအကြီးကောင်တော့တရင်ကြီးအောင်နားချင်းတီးတီးခင်ရတာပဲကွာအငယ်ကောင်ကလည်းတသက်ဆွဲသွားအောင်နရွက်ဆွဲခင်ရတယ်လीအော်ဟုတ်ကဲ့ကြားသူပြောအောင်ပြားသူတော့ကဆောင်းရက်ခဲ့တယ်ဆိုပါတော့အောင်မာမင်းကလည်းတနေ့ကျရင်ငါ့လိုပညာရှိဖြစ်အောင်မှာပဲလားဒါထက်မင်းအဖေကအလုံးမလုံးလို့မင်းအမေကသူ့တပားအစီကံဖြစ်နေတာလားကွာ မဟုတ်ပါဘူးငါအဖေကတိတ်တော်တဲ့ဘဘူးဆရာကြီးကသူကဘာလုပ်တယ်ဘဘူးဆရာကြီးလေဘဘူးရုပ်တွေထူတယ်ဟဲ့ကောင်ငါကပညာရှိဖြစ်နိုင်တယ်ဆိုတာနဲ့ဘဝင်ကိုင်းမိစကားတွေကပောက်တိကပောက်ချာရှောက်မပြောနဲ့လောကမှာတမြင့်တပူတာရှိတယ်ပန်းမိမှာဘတော်မှအဖို့မရှိဘူးအဖို့ပဲရှိတယ်ဒီတော့မင်းအဖေဟာပန်းဖူးဆရာကြီးတဖြစ်ရမှာပါပန်းဖူးဆရာကြီးကတော့ဆော့ဆော့ကစိုးတိတ်ကိုနေရွက်ဆွဲထားတဲ့ပုံကိုကြည့်ပါပဲ။ ငါအဖေဟာတက်သားတွေစင်စွဲတွေကိုအယုတ်ထုနဲ့ပပုစရာကြီးကွာ။အော်ပညာရှိတတိခဲဖြစ်ပြီးမျက်စိလဲသွားတာပါကွာ။အခုဘဲရောက်သွားသလဲ။တနေ့မှသူ့အယုတ်တွေရောင်းမိုးဆိုပြီးတော့လှင်းနဲ့ထွက်သွားလိုက်တာဘဲရောက်မှမသိဘူး။တေးသလားရှင်သလားလည်းမသိဘူး။ပြန်ကိုမလာတော့ဘူး။အင်းအမြင့်ကလှိဟချွေတော့လဲဖြစ်မှဖြစ်ရလေပါပဲလား။ဒါပေမဲ့မပွပါနဲ့။ငါတို့ပြားတိုင်းမိမှာပြားကြီးတကောင်ရှိရဲ့။ဟင် ပြားတိုင်းမိကြီးတစ်ခုလုံးမှာပြားကြီးတစ်ကောင်နဲ့ရှိသလား။ဒါဖြင့်ကျန်နာတွေပြားကလေးတွေပဲဖြစ်မှာပေါ့။ဟေးစကားမမြနဲ့ပြားကြီးရောပြားကလေးရောရင်းပြားရောခွေးလေးပြားရောအကုန်ရှိရဲကွာ။ငါပြောတာကပြားပညာရှိကြီးရှိရဲလို့ပြောချင်တာ။မင်းထပ်ပို့ပြီးတော့ပညာရှိသလား။ဟာသူကပြားကဝိကြောကွာ။ငါကသူ့ကိုအခုတော့မမိသေးပါဘူး။တနေ့တော့မိမှာပေါ့လေ။ငါသူ့ကိုတွားမေးကြည့်မယ်။သူကဘဟုတုတာတိတ်ရှိတာ။ဟဲ့ကောင်ဘာကောင် မနေ့ဖြန်ညနေကျရင်ဒီနေရာကလာဆောင်ငါသူ့ကိုမေးကြည့်ပြီးပြန်ပြောမယ်ဒါထက်မင်းအဖေနာမည်ဘာလဲလဲဦးစိန်တလုံးနဲ့အေးငါကောင်းကောင်းမှတ်သွားမယ်အခုလောက်ဆိုရင်အထူးပိန်ချုံနိုင်တဲ့ဦးစိန်တလုံးနော်ကဲငါသွားပြီပြာသူတော်ကပြန်သွားခဲ့တယ်ဘာကောင်းကလက်ပြနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်လာတယ်သူရဲ့မိခင်ကိုတော့ဘာမှမပြောသေးပဲထားထားတာပေါ့ နောက်တနေ့ညမနေမှာတော့ဘာကောင်းဟာဝရိယကြီးစွာနဲ့ပဲစောစောကလေးကလာတဲ့ချောင်းနှပေးမှာထိုင်ပြီးတော့ပြားသူတော်ကိုလေတဆန့်ဆန့်နဲ့ငုံမြန်နေခဲ့တယ်။တအောင်လောက်ကြာရဲ့ခါပြားသူတော်ကရောက်ရှိလာတယ်။ဘာကောင်းမင်းစောင့်နေရကြာပြီလားကွာငါလည်းစောစောကလေးကလာမလို့ပါပဲ။ငါတို့ဘီရင်မကြီးရဲ့ခိုင်းစီချက်ကြောင့်ပန်းတွေလိုက်ပြီးကင်းထောက်ရသေးတယ်လေ။ကြာရထားပါဦး။ငါအဖေကြောင့်ဘာတီးခဲ့ရလဲပြားသူတော်။ပြားကကဝိကျော်ကြီးပဲကွာ။ သူမသိတာဘယ်ရှိပါမလဲမင်းအဖေကြောင့်ငါသိခဲ့ရပါပြီမင်းအဖေကဥဆုံးတလိန်ဟာဟာဒုက္ခပါပဲငါအဖေနာမည်ကဥစိန်တလုံးပဲမင်းကပြားကဝိတော်ကြီးကိုဥဆုံးတလိန်လို့တောင်းမိတာလားခက်ကုန်ပါပြီအထူးပိန်ချုံးနယ်လေးပါလေးနဲ့ဘာကောင်ကစိတ်ပြတ်သလိုညှိတွားလိုက်တယ်စိတ်မပြတ်ပါနဲ့ဘာကောင်ကငါမေးခဲ့တာလေဥစိန်တလုံးပါပဲအခုမှငါပြန်ပြောတော့ကပြာတော်ဝဆန်ဆက်နေတာနဲ့ရှာပက်လန်လန်သွားတာပါ မင်းအဖေဟာနော်ပီဒီမျိုးတော်ကြီးကိုရောက်နေတယ်။မော်ဆရာကြီးဥပုပ်ကသူ့ရုပ်တွေကိုရောင်းပြီးမတရားစီးပွားရှာတာခံနေရတယ်ဆိုပဲ။ဘာကောင်ဟာတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားတယ်။ဟွန်းအဲ့ဒီနော်ပီဒီကိုငါသွားချင်တယ်ကွာ။ငါအဖေဟာငါ့ကိုတွေ့ရင်မှတ်မိမှာပါ။မင်းသိသလားအဲ့ဒီမျိုးတော်ကို။သိပါရဲ့ကွာ။ငါနေတဲ့မဟာမြိုင်တော်ကြီးအလွန်မှာရှိတယ်။မင်းသွားချင်ရင်ငါလိုက်ပို့ပေးပါမယ်ကွာ။ မင်းတို့ရေမနဲ့ပြန်မနဲ့ဒီနေရာကိုလာခဲ့အစားအစာကိုနှစ်ရက်စာထည့်ခဲ့ကွာမဟာမိန်တော်ကြီးရဲ့မှာတ냐အေးရမယ်နော်ပီဒီကိုနောက်တစ်နေ့မနဲ့ရောက်မှာပဲကောင်းပါပြီဗျာဥတ္တော်ရဲ့ငါမေစီမှာခွင့်တောင်းလိုက်အောင်မယ်ဘာကောင်းကအိမ်မြန်ရောက်တဲ့အခါသူ့ရဲ့မိခင်ကိုအကျိုးအကြောင်းပြန်ပြောပြပြီးနော်ပီဒီကိုသွားလို့ကြောင်းခွင့်တောင်းလေတယ် သူရဲ့မိရင်ကတားကိုမခွဲနိုင်တာကြောင့်အတန်တန်တမ်းမိပါတော့လေနောက်ဆုံးမော်စရာကြီးလက်တွင်ကြောက်နေတော့ခင်မုန်းအတွက်လဲစိတ်ပူပန်တာကြောင့်ဘာကောင်းကိုတွားခွင့်ပြုလိုက်လေရဲ့နောက်နေမနက်ဘာကောင်းနဲ့ပြားသူတော်တို့ခရီးထွက်ခဲ့ကြတာပေါ့တိတ်မကြခင်မှာပဲကြီးမကျယ်ပြန့်လာတဲ့မဟာမြိုင်တော်ကြီးကိုရောက်လာခဲ့တယ်။တော်ကြီးတွင်ထဲမှာထိုးစက်လှပတဲ့ပန်းမွင်တွေတစ်ပင်တွေပြန်ပြလိုက်တဲ့စတီတို့ကိုပြာသူတော်ကပြတာလေးရာဘာကောင်းဟာစိတ်ပျော်ရွှင်လန်းဆန်းလာတယ်။ ညစာစာရမှာပြာသူတော်ကအကောင်းဆုံးပြားရည်တွေကိုပေးပို့ရကြောင်းဘာကောင်ဟာပြားရည်ချူချူလေးတွေကြောင်းအဟိနေတိုးပွားလာရတယ်။ညာဘက်ဘာကောင်ကိုပြာသူတော်ကလုံခြုံတဲ့နေရာမှာအိပ်ဖို့နေရာပေးခဲ့ပြီးသူကိုယ်တိုင်ကတော့မူလပြားတိုင်းမီကိုပြန်သွားခဲ့တာပေါ့။မနက်မိုးတောက်တဲ့အခါဘာကောင်နဲ့ပြာသူတော်တို့ဟာပျော်ရွှင်လန်းဆန်းစွာခရီးစက်ခဲ့ကြတယ်။မကြာခင်မှာပဲနော်ပီဒီမျိုးတော်ကြီးကိုရောက်ရှိလာခဲ့။ဟေးဘာကောင် ငါတို့ဘီမကြီးကိုငါအကျိုးအကြောင်းပြောပြတော့ဘီမကြီးကလည်းစိတ်မကောင်းဖြစ်ပြီးမင်းကိုကူညီဖို့တတိုင်းမိလုံးကိုအမိန်ထုတ်ပြန်ထားတယ်ကွာမင်းကံကောင်းတာပဲဟောပြောရင်းဆိုရင်ဟိုမှာဥဆုံးတလင်အဲ့လေဥဆိတ်တလုံးလာနေပြီဘာကောင်ကလှမ်းကြီးလိုက်တယ်လူကြီးတယောက်တည်းမျိုးပင်ကိုထလာနေတယ်သူ့ရဲ့လက်ထဲမှာလှော်ပါလာလာကြောင်းမလို့အသိယူလာခြင်းဖြစ်တာကိုတည်တာပေါ့မင်းကဘလို့လုပ်ပြီးသူ့လို့တည်ရလဲပြသူတော့ ပြားကောင်းရီကျော်ကငါ့ကိုပုံမှန်သဏ္ဍာန်နဲ့တကွဘယ်အချိန်မှမပါလို့တက်လဲဆိုတာကိုကပြောထတာကဲတော့လေ။ဘာကောင်းကလည်းလူကြီးထံကိုအပြေးကလေးကတ်သွားတယ်။အဖေအဖေကျွန်တော်ဘာကောင်းလေမမမေဘူးလား။လူကြီးကဘာကောင်းကိုရက်ပြီးတော့လှဲကြည့်လိုက်တယ်။သူ့လဲတွေ့ဝေနေတာပေါ့။ပြီးတော့မှအာရပါရရည်ရင်နဲ့ပြန်ပြောတယ်။ဟာဟာဟာမင်းကဘာလို့ငါ့ကိုအဖေအဖေနဲ့လာခေါင်းနေရတာလဲ။ငါမှသားမရမရှိဘူးကွာ။ဟာဟာဟာ ဘာကောင်းလဲငါမသိဘူးဘာဆိုးလဲငါမသိဘူးဦးကြီးနမေကဦးစိန်တလုံးမဟုတ်ဘူးလားလူကြီးကရီမောလိုက်ပြန်နေဟာဟာဟာစိန်တလုံးကဘာစိန်တလုံးငါနမေစိန်တလုံးဟာဟာဟာဘယ်ဟုတ်ပါမှာလဲမင်းပြောတဲ့နမေကတော်တော်ရေးစရာကောင်းတဲ့နမေပဲဒါပေမဲ့ငါနမေမဟုတ်ဘူးဒါဖြင့်ဦးကြီးရဲ့နမေဘယ်လိုခေါ်ပါလိမ့်ခမညာလူကြီးကရီမောချင်းကိုချက်ချင်းရက်ပြလိုက်တဲ့ထောက်နောက်မျက်မှောင်ကုန်ပြီးတော့တွေ့ဝေးသွားတယ် တဖန်ခေါင်းကိုကုတ်ပြဲနေ။ဟေးငါနာမည်ငါနာမည်ကဘယ်လိုပါလဲ။ဟာခွာကြတာပဲငါလည်းမသိပါလား။ငါမှနာမည်တော့ရှိရမှာပါ။ဘယ်သူများပါလဲ။မင်းသိရင်ပြောစမ်းကွာ။ဦးစိန်တလုံးမှာဟာတော်စမ်းမှာဒီကြီးစရာကောင်းတဲ့နာမည်ကြီးထက်မပြောပါနဲ့ငါဦးတက်သွားလိမ့်မယ်။အဲ့ဒါခွာကြတာပဲပေါ့ကွာ။ဟေးလာမလျှောက်စမ်းပါနဲ့ကွာ။ငါလည်းမသိဘူး။နေပလိစီ ငါနာမည်ကတကြောကြောခေါ်နေစရာအကြောင်းမရှိဘူးမသိလည်းနေပါစေကွာမင်းကလာပြီးရှုပ်ရှုပ်ရှိရလုံမနေနဲ့လူကြီးကတပေနာကိုကတ်သွားတယ်ဘာကောင်းကလည်းပြားသူတော်ရှိရာပန်းချုံနာကိုပြန်လာရတယ်ဘာကောင်းဘယ်နဲ့လဲကွာဟာသူကဦးစိန်တလုံးမဟုတ်ဘူးတဲ့သူ့မှာတားမရမရှိဘူးတဲ့ဩဟုတ်တယ်ကဝိတော်ကြီးကပြောလိုက်တယ်ကွာမော်ဆရာကြီးဥပုပ်ကလှုပ်ထားလို့သူဟာသတိမိနေရတယ် သတိပြန်ရလာအောင်လုပ်တဲ့နေတာငါ့ကိုပေးလိုက်သေးတယ်။ငါအခုမှပြန်သတိရတယ်။ဟေးဘယ်လိုလုပ်ရမလဲလဲ။မင်းဖေရဲ့နှာနှုတ်ကိုတုတ်လိုက်ရင်သူအားလုံးသတိပြန်ရလာမယ်တဲ့။ကဲဒါဖြစ်လေမောင်မင်းကြီးသားရဲ့မြင်မြင်ကြတော်မူစမ်းပါ။ပြာသူတော်လေးကစီကနေမိပြီးပြန်သွားတယ်။သူကဥစိန်နှလုံးရဲ့မျက်နှာရှိကိုဝဲပြန်သွားတာပေါ့။ဥစိန်နှလုံးကမျက်နှာကိုလက်ဝဲဘက်ကိုလွှဲပြတယ်။ပြာသူတော်ကလက်ဝဲကိုလိုက်တယ် မြညာကြီးကလက်ရဘက်ကိုခြာကနေလှည့်သွားတယ်။ဦးတို့တော်ကစီကနေပြန်လှည့်ပြီးလက်ရဘက်ကိုလိုက်လာပြန်တယ်။မြညာကြီးကလက်ဝဲဘက်ကိုခြာကနေလှည့်ပြန်တယ်။ဒီလိုနဲ့စိတ်နှလုံးဟာဆက်ရွက်ကြီးခလုတ်ချောသွားတယ်လို့တကူလုံးမြင်နေပြီးဦးကောင်းတစ်ခုတည်းသာစကနေစကနေနဲ့ဘယ်ညာလှည့်ရနေတော့တယ်။ထိုနောက်မှာဦးစိန်နှလုံးဟာလက်ထဲကလွှတ်ကိုလွှတ်ချလိုက်ပြီးလက်ခုံနဲ့ပြာသူတော်ကိုပိတ်ရိုက်တာပေါ့ ပြားသူတော်ခမာကဗျာကရင်မဲလက်ခုပ်ကြားကကျင်လဲစွာခုံမြန်သိမ်းဆောင်ရတော့တယ်။သူဟာမောပန်သွားပြီးဖာကောင်းစီကိုပြန်လာတယ်။မလွယ်ဘူးတငယ်ချင်းငါတော်တော်ဟိုက်သွားပြီ။ဖာကောင်းဟာစိတ်ပြတ်အားညိုးတော့တာပေါ့။တငယ်ချင်းပြားသူတော်ကြံစီပါဦး။မင်းနေ့ကလည်းနှာနုကိုမတုတ်ရမယ်ဆိုတော့မခတ်ဘူးလားကွာ။တခြားမင်းဟာစမ်းကြည့်စမ်းပါဦးကွာ။မရဘူးကွာ။နှာနုဖြစ်မှာတဲ့။ မော်ပညာဆိုတာဒီလိုပဲဖြည့်စေးကကတိကသက်ကြီးဆိုပါတော့ဒီတိုင်းဆိုရင်မလွယ်ဘူးပေါ့သူအိပ်ပျော်နေရင်ရတာပေါ့ကွာဟာအခုမှမိုးလင်းမိခါစားရှိသေးတယ်အိပ်မယ်လေလားကွာပြီးတော့လေအိပ်ချင်ရင်တော့အိမ်နဲ့အိမ်မှာသူ့အိမ်မှာဆိုတော့မော်ဆရာဥပုပ်ကရှိနေတော့မလွယ်ဘူးထင်ပါရဲ့ကွာဒီမှာဘကောင်မင်းဘာမှပူမနေနဲ့ငါတာဝန်ထားငါပြားရီစီကိုသတင်းပို့လိုက်အောင်မယ်ကွာ ပြာသူတော်ကတိတ်ခတ်ကလေးပေါ်မှာဖင်ကိုထောင်းအတော်နင်းကိုတရဆက်လှုပ်ရှားပြီးတော့ပတ်ချလဲလှဲလိုက်တော်ရေဒါကဘာဖြစ်တာလဲစိတ်ပြက်စရာတွေ့လို့ပျော်ပြီးဖင်ထောင်းကရလားဘယ်ဟောင်းရမှာလဲကွာငါတိုင်မီကိုသတင်းပို့လိုက်တာမင်းကြီးနေမကြခင်မှာပြားချေတော်မြန်တွေဟာအထူးစီမံထားတဲ့ပြားရည်တွေပို့လိမ့်မယ်ငါကဘီရင်မကြီးရဲ့အာနာလွှဲထားခြင်းခံရတဲ့အကောင်ကွာဒီကောင်နေမနေဟုတ်ဘူးပြေးလာကြမှာ ပြသူတော့ကတက်တက်ကြွကြွပြောနေပေမဲ့ဖာကောင်းကတော့သဘောမပေါက်တာကြောင့်မတက်ကြွနိုင်မင်းနဲ့ခက်ငိုင်ငိုင်ပဲပြန်ပြောလိုက်တယ်။ပြားရည်ရီလာပေါ်တော့ဘာလို့ရမှာလဲစတုမတူဖို့ပြီးအဖေနဲ့လဲယူရမှာလား။တငယ်ချင်းမင်းတဲခတ်ပါလားကွာဒီပြားရည်ကိုမင်းအဖေကိုကြွေးလိုက်ရင်ချက်ချင်းအိပ်ပြောသွားမယ်ကွာ။သူပြောလို့ဆုံးသွားတဲ့တပြိုင်နက်ပြားတအုပ်ပေါက်ချလာတယ်။သူတို့ကတန်းပြင်းနဲ့တိတ်ရွက်ပေါ်မှာပြားရည်တွေကိုထုတ်ပြေးကြတယ်။ တို့တောင်းဝင်ပြီးဆုံးသွားတဲ့အခါအထူးပြားရေးကိုအပေါ်လာတဲ့ပြားတွေပြန်ငုံကြတာပေါ့ကဲဘကောင်ဒီပြားရေးကိုမင်းပြေတော့ပြေးချင်းဘကောင်ဟာဖတ်ရွက်ကလေးကိုမဖိတ်မစင်အောင်တတိကြီးစွာနှိတ်ကိုင်းရင်းဥစိန်နှလုံးပါကိုကလာရပြန်နေလူရင်မြင်တာကြောင့်ဥစိန်နှလုံးကလည်းလှဲကြည့်တယ်။အော်မင်းလာပြန်ပြီလား။ဘာလဲငါနာမည်မေးအောင်မလို့လား။မင်းကနာမည်ရေးစုဆောင်တာဝါသနာပါတယ်ထင်တယ်။မရှုပ်ပါနဲ့ကွာ။ငါနာမည်ငါမသိပါဘူး။ တီးဖို့လဲအကြောင်းမရှိဘူးမိရည်စရာကောင်းကြီးတဲ့နမဲတော့ငါလာရုံမပြနိုင်တော့ငါဥတက်သွားလိမ့်မယ်ဘာကွာဥပန်တလုံးဟာ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 မဟုတ်ပါဘူးဦးကြီးရဲ့ကျွန်တော်မဟာမြိုင်တော်ကြီးရဲ့ကပြားရည်အကောင်စားရလာခဲ့လို့ချက်ကြည့်စမ်းပါဦးဟာဒါဆိုရင်တော့တမျိုးပေါ့ကွာဦးစိန်တလုံးကလှော်ကိုပြစ်ချပြီးတော့ဖက်ရွက်ပေါ်ကပြားရည်ဘီကိုလက်ညှိုးနဲ့တုပ်ယူလေရဲစားလိုက်တယ်ခဏချင်းမှပဲပြားရည်ဘီကုံသွားခဲ့တယ် အေးတော်တော်ကောင်းနေပြားရည်ပဲငါတကားမှဒီပြားရည်မျိုးမစားဘူးပြားရည်ကလေးကချိုချိုပဲတော်တော်ကောင်းကောင်းပြောပြောဆိုဆိုနေပဲဦးစိန်နှလုံးဟာမျက်စိတွေစင်းကြလာတယ်ဒူးတွေခွေရင်ကွညွလာတယ်ပြီးတော့လေရှိုးလိုက်တဲ့ဘူပေါင်းမမပြောင်းရည်ပြီးတော့ညီဘော်ကိုအသာကလေးပုံကြသွားတာပုံပါကောင်ကဒူးထောက်ပြီးတော့မျက်နှာကိုငုံကြည့်လိုက်တဲ့အခါဦးစိန်နှလုံးကနှိမ့်နှိမ့်ချက်ချက်ကြီးအိမ်မောကြနေပြီစ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 ီနဲ့ပြားသူတော်ကချက်ချင်းရောက်လာတယ် ဟေ့ဘကောင်ဖယ်စားနာနုကိုကြပြားတစ်ခုတဘောထားပြီးအနာရခိုက်တအားပေးပလိုက်မယ်အပြည့်ဟန်ကြပြီးတတိပြန်ရလီဟဲ့ပြာသူတော်ကထိုးဆိုင်ပြန်ဆင်းသွားပြီးဦးစိန်တလုံးရဲ့နှနာနုကိုအာရပါရတစ်ချက်တုတ်ထလိုက်တော်တာပုံဦးစိန်တလုံးဟာငေါခနေထားတိုင်းနဲ့ပြီးတော့ဘကောင်ကိုတေချာစွာကြည့်ရဲ့ဘကောင်ကလည်းမျက်လုံးကြီးပြူးပြီးတော့ပြန်ငေးချင်နေတယ်ဟဲ့ဘကောင်ဘာငိုင်းနေရလဲစကားပြောလေ ပြားသူတော်ကတတိပေမှာဘာကောင်းဟာလက်နောက်ဖက်နဲ့ဥစိန်တလုံးရဲ့လက်မောင်းကိုကိုင်လှုပ်ပြီးဖဖေဖဖေကျွန်တော်ကိုမှတ်မိသလားကျွန်တော်ဘာကောင်းလီဥစိန်တလုံးကအံ့အားသင်သွားရဲ့ဟင်ဘာကောင်းငါသားပဲဟုတ်တယ်မင်းမျက်နှာဟာမင်းအမိနဲ့တူတယ်ငါသိပြီဘာကောင်းဖဖေဥစိန်တလုံးမှာနော်ဟုတ်ပါရဲ့ကွာငါဟာစိန်တလုံးမှာဘလောက်ခက်ညားထဲဝါတဲ့နမယ်မျိုးဘဲကောင်းမှိတ်မှာလေကွာ ငါဟာစိတ်နှလုံးအစစ်အုတ်တက်ဖျားမဟုတ်ဘူးတာတာဦးစိန်တလုံးဟာဝမ်းသာဝမ်းနည်းနဲ့ဖာကောင်းကိုဖတ်ပြီးတော့ငိုတယ်ဖာကောင်းကလည်းငိုနေမိတယ်ထို့သောပြားသူတော်ကတတိကောင်းနေတနေချင်းအချိန်မဖြုံးနဲ့တတော်ကြာဥပုတ်ကြီးတည်သွားမယ်ပြေးကြစို့ပြားသူတော်ကတတိပေးမှတာဖာနှစ်ယောက်ဟာထပြီးမဟာမိတ်တော်ကြီးတွေကိုခတ်တက်တော့ဝင်ကြတယ်ပြားသူတော်ပါလာကြောင်းလမ်းပြောက်မှာကိုမစိုးရင်ရပါဘူး တိတ်မကြခင်မှာပဲမှော်ဆရာကြီးဥပုပ်တည်သွားတာကြောင့်သူရဲ့တပည့်၅ယောက်နဲ့တူနောက်ပြေးပြီးတော့လိုက်လာခဲ့တယ်။ဖေဖေမင်းမြန်သားမှသူတို့နောက်ကလိုက်လာကြပြီ။ဦးစိန်တလုံးကလည်းခတ်တုတ်တုတ်ပြေးရှာတယ်။ဒါပေမဲ့သူဟာအသက်ကြီးပြီးတော့တိတ်အမုန်းမခံနိုင်ဘူး။ယခုလောက်ပြေးနိုင်တာကပဲစောစောကအထူးပြရည်ရေးကြောင်ပေါ့။ဥပုပ်ကြီးကမပြေးနဲ့နင်တို့ငါလက်ကမလို့เสียရဘူးလို့ပြောပြီးနင်နန်ကြီးကိုမြှောက်ပြီးတော့ပုံမြန်နဲ့အဟုန်နဲ့လိုက်လာခဲ့တယ်။ အတော်ပင်နီးကပ်လာပြီပုံပြားသူတော့တငယ်ချင်းလောက်ပါအောင်ပြားသူတော့ကနီးရတက်ခတ်ကလေးပေါ်ကိုရုတ်ခနဲဖင်ထောင်ကြိုက်ပြီးတော့ကလိုက်တာပုံပြားတိုင်းမိကြီးနဲ့နီးလာတာကြောင့်ချက်ချင်းလိုလိုပဲအထံတောင်းမကတော့ပြားတွေပြန်တန်းရောက်ရှိလာကြတယ်သူတို့ဟာတကောင်လရင်နည်းနည်းနဲ့ပြားရည်ရေချပြီးရဲ့ကပြားကောင်များလာကြောင့်ပြားရည်ချောင်းကြီးစီစဉ်သွားတယ်ဥပုံနဲ့တပည့်ရေးလဲပြားရည်ရေးကိုကြည့်ပြီးတော့ ရက်ကြည့်လိုက်တဲ့အခါတော်တော်လေးချုံမင်းသားကြောင့်စိတ်ကိုမထိန်နိုင်မင်းနဲ့လက်ခုံနဲ့ခတ်တောင်းမိကြတယ်။သူတို့အားလုံးဟာပြားရည်တီးပြီးတော့တိတ်ဆုံးကုန်ကြတယ်။ဘေးရန်ကကင်းပြီဖြစ်တာကြောင့်ဘာကောင်းလို့လဲဖြည်းဖြည်းပဲလာခဲ့ကြရင်အချိန်တန်တဲ့အခါရွာကိုပြန်ရောက်လာခဲ့ကြတယ်။ပြားသူတော်လည်းနှုတ်ဆက်ပြီးတော့ပြန်သွားခဲ့။ဦးစိန်တလုံးပြန်ရောက်လာတာနဲ့တပြိုင်နက်ဘာကောင်းတို့ဟာချခင်ကလို့ကိုယ့်အိမ်နဲ့ကိုပျော်ရွှင်စွာခန့်မြန်ကြနေနိုင်ကြတာပေါ့။ ရခင်ကလည်းမတူတော့တာကတော့ပါကောင်းဟာညနေတိုင်းလိုလိုပြားသူတော်နဲ့တွေ့ဆုံပြီးတော့စကားပြောခြင်းပဲဖြစ်ပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်